ဘဝမှာဘသူမှသာဝရအစင်ပြေနေတယ်လို့မရှိရသော်ဗျာအောင်မှာအစင်မပြေတဲ့အခါရှိစောမစားတဲ့ကာရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့တတ်တာနေရတဲ့အခါပြောရှိတယ်လူတို့ရဲ့ကြီးညိုလေးစားမှုကျိုးဆိုမှုကိုခံရတဲ့အခါရှိသလိုကျုံတဲ့လူတွေရဲ့ဆေးရည်တိုင်းထွာမှု ချင်းချောက်ခံရမှုဆိုတာလေးလည်းပဲကြုံရတာ။ယေရှုဗျာကိုယ်တိုင်ကိုယ်ပဲအစင်မပြေမှုတွေဘဝမှာကြုံတွေ့ရ။အဲ့ဒီအစင်မပြေမှုတွေဟာဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေသာဖြစ်လို့ဘာနဲ့ဖြတ်ကျော်လို့ဆိုတိခဏ်ကြီးခွင့်လွှတ်ခြင်းနဲ့ပဲဖြတ်ကျော်။တခါတော့ဗျာဆော့ဗျာမိန့်ချခဲ့တဲ့စကားလေးဟာခေါင်းကြီးတို့တွေမှတ်သားပြီးတော့အဲ့နာဆရာကောင်းတာ ငါဟာစစ်ပွဲဝင်နေစစ်မျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့စစ်မျောင်းကြီးတို့ပဲစစ်ပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့စစ်မျောင်းကြီးတို့စပါတောပဋိတတရဘောတိကနေပြစ်လိုက်တဲ့အများတန်နေဇလန်နေများတွေအဝေးကပြစ်လိုက်တဲ့အရာတွေဟာ sinye guwo ma naja ari bya yue. A, sinye kana guwo ma la saiti. Hanna go wa tinga be sapa to patita tarat. Erinu kana guwo yoshi la re. Suwe la re lida miyata. Era riu tika bi. Au i tika bi loa pe logo salok. Tomso vu အတိဝါကြံကြည့်တဲ့ခေတ္တလူရည်ရဲ့စောကမောက ပြောဆိုတဲ့စကားတွေကိုအာဒီကနေတိခမယ်။ဘာကြောင့်လို့ဆိုရင်ဒုတိလောဟိဟောဟုဆိုတော့လောကလူအများစုကကုချင်းတရားမကောင်းကြ။ကုချင်းတရားမကောင်းတဲ့လူတွေခြားထဲမှာတိခနေမှာတော့တခြားလို့ဆရာဖြစ်